ဝဆန်ကိုင်းမင်္ဂလာပါဒီဗီဒီယိုဖိုင်လေးကတော့ဘုံတူတာရစီရလေးတွေပါတယ်လို့အာရှက်တက်တက်တူတယ်မကျေဘူးလဲပြောရှင်ပါတယ်ဗျာနော်ဘာလို့ဘာလို့လဲဆိုတော့ဒီအထက်မှာကဒီကိုးနလီနဲ့ပတ်သက်တဲ့ကြမ်းကြမ်းတန်းတန်းအဲလိုစကားလုံးတွေပါတယ်ဗျဆိုတော့ရှက်တက်တက်တူတယ်မကျေဘူးကြိုးပြီးတော့ပြောရှင်ပါတယ်ကဲမရှက်တက်တက်ကောင်းလေငါတို့ပေါ်ကြရအောင်โอเค let's go တငယ်ချင်းမပြောတယ်တလား သူ့ရဲ့မင်္ဂလာဦးညအားတဲ့မူစကူဒူးခံရတဲ့အ ਨੇ ဆုံးက၃ခါတဲ့အဲ့ချိန်မှာကိုကလေမျက်လုံးပြူသွားတယ်ဟဲ့မင်္ဂလာဦးညမှာမူစကူဒူးတာ၃ခါပဲခါမှငါမကြဘူးအဲမင်္ဂလာဦးညမှာဘယ်သူမှအဲ့လောက်မဒူးရဘူးဟဲ့အဲတခါလောက်ဆိုရင်တော့မှ သူနာကျင်ပြီးတော့ဘယ်သူမှမดูတော့ဘူးအဲ့လိုမျိုးသူကပြောတာပေါ့ပြောတဲ့အခါမှာသူကလေမဟုတ်ဘူးတဲ့သူရဲ့ယောက်ျားသူ့ကိုတဲ့နာကျင်နေတယ်ပြောလည်းမရဘူးတဲ့သူမပြီးလို့ပါသူမပြီးလို့ပါနဲ့တဲ့သူ့ကိုတဲ့အတင်းမဲ့တဲ့ဒူးတယ်တဲ့သူမဒူးနိုင်လဲဒူးတယ်တဲ့ငရဲကြသလိုပဲခံစားရလို့ပါတဲ့အဲ့ချိန်ကမှလေကိုကလေဟဲ့ဒါဆိုလို့စိတ်မပြီးနိုင်ဘူးဆိုရင်တော့လို့နင်းရဲ့ယောက်ျားကလို့အဖူးလေးဖြစ်မယ်လို့ဆိုလဲပါလဲတဲ့အဲ့စကပုံကသူမတီသေးဘူးလေအဲ့နဲ့ကိုကလေတကယ်မလင်မယားနှစ်ယောက်တကယ်မ ငါတငယ်ချင်းကရင်မတယောက်ကလို့အရင်တော့ကလို့သူကလို့အရင်လှုပ်လှုပ်တာလို့သူကအပြင်းမာတယ်အခန်းကားနေပြီးအိမ်လှုပ်လှုပ်တာသူယောက်ျားဆိတ်ယုံလှုပ်တာလို့တပတ်တစ်ခါမှသူ့ရှိမှလာပြီးတော့မှမူစကူဒူးတာလို့ဒူးတဲ့အခါမှလို့သူကလို့အဲအဲ့လိုပဲသူကသူကပြီးကြမကြပဲဆိုပြီးတော့ပြောတာလို့ပြောတဲ့အခါကျတော့လို့အဲအဲ့လိုမျိုးပဲဟို ဟိုမနေ့ပဲနင်ပြောတဲ့လူမျိုးခါရတယ်လို့ပြောတယ်ပေါ့နော်နောက်တနေ့ကျတော့သူ့ရဲ့တငယ်ချင်းမမင်းကလေးတယောက်ကလို့သူခမ်းမှလာတဲတဲ့အလုပ်ပြုတ်လို့ဆိုပြီးတော့လို့တယောက်ကြလာတဲ့ရက်နဲ့တူတော့အဲ့သူတို့နှစ်ယောက်ကိုခမ်းမှထားခဲ့ပြီးတော့လို့သူကလို့သူ့အလုပ်ကိုအလုံးမပိတ်ဘူးဆိုတော့သူကလှုပ်သွားလှုပ်တာပေါ့တယောက်ကြပိတ်တယ်ဆိုတော့ခမ်းမှနေပေါ့သူ့ရဲ့တငယ်ချင်းတယောက်လည်းလှုပ်ပြုတ်တယ်ဆိုတော့အဲ့သူတငယ်ချင်းနဲ့တယောက်ကြနဲ့ခမ်းမှထားခဲ့ပြီးတော့သူကအလုပ်သွားရတဲ့အားနေပဲတဲ့တယောက်ကြရတဲ့ ဟိုနေသူမိမနဲ့ဒူးစရာမရှိတော့သူတငယ်ချင်းကိုဘလို့မြှွေလိုက်လဲမသိဘူးလေအမှသူတို့နှစ်ယောက်ကဒူးကြတယ်တဲ့အဲ့မှာသူတို့နှစ်ယောက်ဒူးနေတဲ့အချိန်မှာပဲတဲ့တခါတဲ့သူကဘာလဲမသိဘူးမေးကြငယ်လို့ဆိုပြီးအခန်းမှာပြန်ပြီးတော့มาတဲ့ပြန်လာတော့သူတို့နှစ်ယောက်ဒူးတော့မိပါရောတဲ့မိလဲမိပါရောတဲ့အာသူ့ကိုတစ္ဆာဖောက်ပါမလားဆိုပြီးတော့သူကအမှကွဲမယ်ပြဲမယ်နဲ့ပြောတော့ဗောလေမြန်နှစ်ယောက်ပြောတဲ့အခါမှာမိငယ်မအပြောတယ်တဲ့ဒါဆိုလို့ရှိရင် အဲ့နှစ်ယောက်ဖျက်တယောက်ယောက်ကိုယူလိုက်ပေါ့နော်ယူလိုက်ဆိုတော့ယောက်ျားဖြစ်သူကစဉ်းစားတယ်ပေါ့နော်မိမလည်းမယားကြီးကလက်ရှိအလုံးနဲ့လေအလုံးရှိတယ်ဆိုတော့မယားငယ်ကအလုံးမရှိဘူးဆိုတော့အဲ့ချိန်မှာနှစ်ယောက်တစ်လုံးပေါင်းမယ်လို့မယားဟိုနေယောက်ျားဖြစ်သူကဆုံးဖြတ်လိုက်တယ်တာပေမဲ့မယားကြီးကလေငါကတော့အဲ့လိုလက်သိမခံနိုင်ဘူးနင်တို့မယင်ငယ်နဲ့ပေါင်းမယ်ဆိုပေါင်းငါကတော့နှစ်ယောက်လုံးကမပေါင်းနိုင်ဘူးဆိုပြီးတော့တယောက်ယောက်ပဲယူရေးဆိုယူခိုင်းတော့အဲ့တော့မှ ာမင်းငယ်ကိုမယူတော့ဘူးပေါ့နော်မယားကြီးပဲဆက်ပေါင်းမယ်ဆိုပြီးတော့တခါဆုံးဖြတ်လိုက်ပြောနေအဲ့ဒီခါမှာမင်းငယ်ကလည်းလက်မခံနိုင်ဘူးနဲ့အေးနင်တို့တစ်ယောက်ဆက်ပေါင်းမယ်ဆိုလဲပေါင်းပြီဒါဆိုလို့စီရင်ငါ့ကိုဟိုထိုင်းပုံငွေ3000ခွဲတော့ပေးလို့ဆိုပြီးတော့မှတခါတဲ့တဲ့မင်းငယ်က3000ခွဲတောင်းတော့တယ်တောင်းလဲတောင်းတော့တခါတဲ့မယားကြီးကပေးနိုင်ဘူးပေါ့ငါဘာလို့3000ခွဲပေးရမှာလဲလို့ဆိုတော့မပေးလို့မရဘူးတဲ့နင်းယောက်ျားပေါ့နော် မပေးလို့မရဘူးပေါ့နော်နှစ်ယောက်ကြားပေါ့နော်ငါ့ကိုမတရားတွေဟိုနေပူးခဲ့တာမူစူးဒူးထားတာလို့ဆိုတဲ့အဲ့ချိန်မှာလည်းစကပုံလေးငါစကပုံပြောပြမယ်လို့ဆိုတဲ့လက်ပြေးတရားလာတာလာလငုံတယောက်ကျမကြောက်လို့ဆိုတဲ့အဲ့ဘာစကပုံလေးစကပုံလေးနဲ့ပဲတဲ့ဟာနော်စကပုံလေးနဲ့ပဲတဲ့နော်ပြန်တော့ပြန်တော့ထောင်ကြည့်အောင်နော်ငါတေချာနားမယ်လေဘူးနော်စကပုံလေးပြန်တော့ထောင်မယ်နော် ။ဒါအဲ့အချိန်မှာလည်းသကပုံလေးငါသကပုံပြောပြမယ်လို့ဆိုရတဲ့လပြေးတရားလာတာ လားလငုံတယောက်ကျမကြောက်လို့ဆိုတဲ့အဲ့နဲ့ကရင်သကပုံလေးကတော့အာလပြေးတရားလာတာလားလငုံတယောက်ကျမကြောက်ဝါးခမမကြောက်ဟာငါတို့ဘုသူနာနေတာပြင်မယ်တခါမှလည်းမကြောက်ဘူးဟာအဲအဲ့ဒါပဲနော်ဘုသူတာဆိုတာအဲ့ဒါပဲနော်ကြောက်ဘူးတော့ရှိရပါတော့နော်အဲ့ဒါပဲနော် အဲမိုက်တယ်ဟာမိုက်တယ်ဟာနော်လပြေးတင်ရလာတာလားနော်လငူတယောက်ကျမကြောက်ခုမှကြောက်ဘူးတာခုမှကြောက်ဘူးတာတကယ်တကယ်ပါတကယ်ပါခုမှကြောက်ဘူးတာနော်ဝါအဲ့ဒါလေဘုသူတရတယ်ဆိုတာနော်အဲ့ဒါလေအဲ့ဒါလေနော် ပြောတယ်အဲ့ဒီစကပုံနဲ့ငါစီက3000ငွေတောင်းတာနဲ့ပါဆိုင်လေလို့ဆိုတော့ဆိုင်တာပေါ့နှစ်ယောက်ကြာလငုံဟဲ့လငုံလို့ဆိုအဲ့ဒီချိန်ကမှအဲကိရင်မစဉ်းစားတယ်အီနှစ်ယောက်ကြာတော်တော်အပီးအပီးနောက်ကြတာပေါ့နော်အဲ့တော့အဲအဲ့တော့အီသူလည်းမနေခံလိုက်ရမှာပဲအီ3000ငွေပေးပြီးတော့ပဲကွဲလိုက်တာခေါင်းမဲ့ဆိုပြီး3000ငွေပေးလိုက်တယ်တမီးငယ်မောင်အဲ့ချိန်ကမှလေလငုံဆိုတာလငုံဆိုတာနားတယ်လားလငုံဆိုတာနော်လငုံဆိုတာကွာငါပြောမယ်နော်ဒီတော့ဒီတော့ လာမှာလာမှာလာဒီလိုရှိတယ်မလားလာလာလာဒီလိုပေါ့လာဒီလိုပေါ့နော်ဖဲမှာသူကဒီလိုရွှေ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 တော့တဲ့ဟွာလေးပါတာနော်အရေးပြားလေးပါတယ်ဒီဒီအရေးပြားကနေပြီးတော့သူကရွှေရွှေရွှေမတော်ဘဲနဲ့ဒီအပေါ်မှာအပေါ်ကနေပြီးတော့ပိတ်ထားတဲ့ဟောနော်ပိတ်ထားတဲ့ဥစ္စာနော်ဒီကနေပြီးတော့အောက်ကမရဘူးဒီလိုဒီလိုလုံးလုံးမရဘူးသူကနော်ဒီအပေါ်ထိုက်တဲ့မှာပိတ်နေတာနော်အဲ့ဒါကိုအငူလို့ပြောနော် အတေချာကိုရှင်းပြတာနော်ဒီလိုရွှေရွှေရွှေတော့တဲ့အရေပြားလေးရှိတယ်ဒီအရေပြားလေးကနေပြီးတော့ထိမှနေမှာပိတ်နေတယ်အောက်ကတော့ရွှေရွှေမသွားဘူးနော်အဲ့ဒါကိုခေါ်တာနော်အဲ့ဒါနော်အင်းအဲ့ဒါမိုက်ထားအိပုံမီလေးပြောပြရည်အမကလေတငယ်ကြီးကိုပြောပြတာအဲ့ဒါဆိုလို့ရှိရင်ဘယ်လိုလုပ်ရင်ကောင်းမလဲပေါ့နော်တယောက်ကြားနဲ့သူနဲ့တနည်းတနည်းမစကူတူးရင် तू မခံစားနိုင်ဘူးနားတဲ့ကျင်းနေဆိုပြီးတော့လာပြောတော့ तू ကလေအဲ့တော့ လငုံဖြစ်နေတယ်မလားလငုံဖြစ်နေတယ်ဆိုစီကမ်းမှာသွားပြီးတော့လက်ထိတ်တာဖြတ်လိုက်တော့လက်ပြဲဖြစ်သွားအောင်ပြီးမြန်သွားအောင်ဆိုပြီးတော့ကိုယ်ကလည်းကြံ့ကြံ့ပြီးလိုက်တာပေါ့တကယ်။အော်အော်မိုက်နေဟာအကျန်နော်။တကယ်ကောင်းတဲ့အကျန်နော်ဒါအမှတ်ကန်ကွက်တီပဲဟာနော်။အရှုံးမတွက်နဲ့အာတကယ်တကယ်မိုက်တယ်။အာရဟာတာမဟုတ်တာတကယ်ကောင်းတဲ့အကျန်နော်။အော်မိုက်တယ်။ အကျင်းတို့ရဲ့အဲ့ဒါမကောင်းလားလို့တလားကောင်းတယ်ကက်ကက်တက်တက်တီလာပြီးတော့တိုင်မင်တာလေအဲ့တော့ဒီကလည်းကက်ကက်တက်တက်တီပြန်ပြောပြလိုက်တယ်ပြီးရောအဲပြီးရောလည်းညံပြီးတာပေါ့နော်မောင်ရင်ငုံနေရင်မပြီးဘူးလေနော်ကဲဒီမှာမှိုက်သားစရာလေးတခုကတော့ဒီစကားပုံလေးစကားပုံလေးတခုမှိုက်သားစရာကောင်းတယ်ဗျနော်ငါတို့ကတဲနဲ့တကောတော့တခါမှလည်းမကြောက်ဘူးဒါမိန်ကလေးတွေရှိုးဝဲပြီးတော့သင်ထားတဲ့ဒီစကားပုံကမသိပါဘူးနော်သူကပြောတယ် လက်ပြေးတရားလာတာလာရတယ်နော်လုံခုတယောက်ကျမကြောင်းတခါတကယ်ပြောရတယ်ငါတသက်မှတော့တခါမှမကြောက်ဘူးနော်ဒါအမှတ်ကြမင်းတော့ကောင်းတယ်နော်ဒါဘူးပြကြလဲနော်နော်အဲ့လိုငူနေတဲ့ကောင်တွေကတော်တန်နဲ့လက်လုံးငူနေတဲ့ဒီမှာထိုက်လေးမှာနော်ဒီမှာထိုက်လေးမှာအဲ့လိုထိုက်လေးမှာအဲ့လိုငူနေတဲ့ငူနေတဲ့ဟာတွေတော့အရေရွှ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 ေမသွားတဲ့ကောင်တွေထိုက်မှာထိုက်မှာစုနေတဲ့ကောင်တွေနော်အဲ့ဒါအငူလို့လုံငူလို့ခေါ်နော်